တွေ့ပြီเนาะ type faster ဒီ software လေးကိုဖွင့်လိုက်ပါမယ်ပြီးတော့ရင်ဘယ်ကနေစရိုက်မလဲဆိုရင်စပြီးလေ့ကျင့်မလဲဆိုရင်ကျွန်တော် lesson 1ကနေစပြီးတော့လေ့ကျင့်ပါမယ်ဒီဘောက lesson ဆိုတဲ့နေရာလေးကိုတစ်ချက်နဲ့ lesson block ကစမလဲဆိုရင် lesson 1ပါတကယ်လို့လေဒါလေးကိုကျွန်တော်တို့ desktop ပေါ်မှာအလွယ်တကူနှိပ်လို့ရအောင် shortcut လေးတင်ထားခြင်းနဲ့ဆိုရင်သူ့ပေါ်ကိုညာ click နဲ့ open file location ဆိုတာလေးကိုတွားပြီး နော် open file location ဆိုတာလေးကိုနေပြီးသွားရင်ဒီဒီမှာတွေ့ပြီတွေ့တဲ့အချိန်မှာညာကလေးနေ send to ဒီမှာဒီမှာ show more option တွေကိုသွားပြအောင်နော် send to desktop ဆိုပြီးတော့ပို့လိုက်မယ်ဒီလိုဒီကိုတုံးလို့ရအောင် screen ပေါ်မှာတင်တဲ့ပုံစံနဲ့အတူတူပါပဲ okay ဒါလေးကိုနှစ်ချက်နှိပ်လိုက်မယ် လက်စင်1ကနေစရိုက်မယ်ရရမဲ့ပုံစံလက်တင်ရမဲ့ပုံစံလေးကလက်တန်းလေးကနေစတင်မယ် ASDF လက်တန်းလက်တကြွယ်လက်ကလေးလက်ညိုဒီပုံစံလေးတင်ပါမယ်လက်တန်းကဒီမှာတင်မယ်လက်လက်တကြွယ်လေးကဒီမှာတင်မယ်လက်ကလေးကဒီမှာတင်မယ်လက်ညိုကဒီမှာတင်မယ်အဒီဘက်မှာဆိုလဲတူတူပဲ JKL ကောမှာလက်မကဒီ space လေးပေါ်မှာတင်တာပေါ့တင်တဲ့ပုံစံလေးကျွန်တော်ပြပေးမယ်ဒီလိုပုံစံလေး ASDF J K L ကောမလမလီယာစပိဒီလိုပုံစံမျိုးလေးတင်တာမြန်မာစာရိုက်ရိုက်အင်္ဂလိပ်စာရိုက်ရိုက်ဒီပုံစံလေးပဲတင်ရမှာအဓိကတော့လက်မမာဖို့လက်မမာဖို့အရေးကြီးပါတယ်ဒါဆိုကျွန်တော်ဘလို့အလွယ်တကူမှတ်လို့ရလဲဆိုရင်လက်ညိုးလေးနှစ်ချောင်းကိုပဲမှတ်ထားလိုက် F နဲ့ J ဘယ်ဘက်လက်ညိုးက F ပေါ်မှာတင်မယ်ညာဘက်လက်ညိုးက J ပေါ်မှာတင်မယ်ဒါဆိုကျန်တဲ့လက်လေးတစ်ချောင်းကြီးစီကသူ့ဘေးကက်ရက်လေးမှာလိုက်တင်လိုက်ရင်ရသွားပြီ